တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့မေလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်စဉ်သက်ခဲ့ရတဲ့စစ်တပ်ရဟတ်ရင်ကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဗမော်မြို့နယ်မှာစကခ21တန်းကိုစစ်ကူရိတ်ခါနဲ့လက်နက်ခဲရန်လာပို့တဲ့စစ်တပ်ရဟတ်ရင်ကို KIA ကပစ်ချခဲ့မှုကြောင့်ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့တဲ့ရဟတ်ရင်တစည်းကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့တပ်ပုံမှတ်တမ်းများကို KIA ကထုတ်ပြန်ပါတယ်။မေလ20ရက်နေ့မှာဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ရဟတ်ရင်3စီးအနက်မှ2စီးကို KIA ကပစ်ခတ်ခဲ့ရမှာရဟတ်ရင်တစည်းမှာရွှေကူမြို့နယ်တောထဲမှာပြတ်ကျခဲ့ရပြီးကျန်ရဟတ်ရင်တစည်းမှာရွှေကူမြို့ခလာရ96မှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အစိုးရအရေးပေါ်ဆင့်သက်ခဲ့ရတဲ့ရဟရင်ကိုမေလ22ရက်နေ့မှာ KNEK PDF ပူးပေါင်းတပ်များက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း drone များနဲ့ပုံကျဲမှုကြောင့်ရေးပေါ်ဆင့်သက်ထားရတဲ့ရဟရင်အပြင်အနီးမှာရဟရင်ကိုလုံခြုံရေးယူလာရောက်ပြင်ဆင်ကြတဲ့စစ်ကားများပါထိမှန်ပျက်စီးသွားကြောင်းသိရှိရပါတယ်ရှိကူခလာရ96မှာအရေးပေါ်စင်တက်ရနာထားတဲ့ MI17 ရဟရင်ကိုမေလ22ရက်နေ့မှာ KIAK PDF က drone နဲ့ပုံသွားချဖျက်ဆီးလိုက်တယ်။ရဟရင်ကရစရာမရှိဘူးဖျက်ဆီးသွားတယ် ပြင်လို့မရတော့ဘူးရဲရင်ကို drone နဲ့ဘုံ၃ချိန်ချတယ်စူးဆိုက် drone နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ပါတယ်လို့ KIA သတင်းအရင်းမြစ်ကပြောဆိုပါတယ် KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တောထဲမှာပြတ်ကျသွားတဲ့စစ်ကောင်စီရဲ့ MI-17 ရဲရင်မှာစစ်သား16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်14လက်သိမ်းဆည်းရရှိခဲ့ပြီးရဲရင်မှုဗိုလ်ကြီးမျိုးထက်အောင်အလောင်းကိုတော့အကောင်ပကတိအတိုင်း KIA ကရရှိခဲ့ပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တပြည်လုံးအတိုင်းအတာနဲ့တိုးစစ်မြတ်ဆင်နွှဲကြရမယ့်အခြေအနေကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာမယ်လို့ဥမင်းကိုနိုင်ပြောဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီတက်ကိုတတိုင်းပြည်လုံးအတိုင်းအတာနဲ့တိုးစစ်မြတ်ဆင်နွှဲကြရမယ့်အခြေအနေကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာမယ်လို့ဥမင်းကိုနိုင်ပြောဆိုလိုက်ပါတယ်။အဆိုပါပြောကြကြဟာမေလ28ရက်နေ့ကမြန်မာနိုင်ငံမှာဘေးကင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒန်းကြဖို့ဖိတ်ခေါ်မှုမှာ ်ဦးမင်းကိုနိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ဒုစစ်တွေဆင်နွှဲကြရမယ့်အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အရှိန်အဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအလုံးသိကြမှာပါ။ဖတ်စစ်တက်ကဖတ်စစ်အပြုအမူတိုင်းရိုင်ရိုင်ဆိုင်ဆိုင်စေယုံတွေစေကန်းတွေစတင်ကြောင်းတွေအရက်ဖတ်ပြက်မှတ်တွေကိုတဲတဲမဲမဲလေချောင်းနဲ့တိုက်နေတဲ့အချိန်ဤမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်ရမယ့်ရဲဘော်တွေအပါအဝင်ပြည်သူလူထုကအဲကျမ်းမာရေးအပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာခဲ့ရင်ကျွန်တော်တို့ကိုတွေ့ကြုံခဲ့ရတာပါ ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့စစ်ကုပေးမဲ့နေရာအရောက်တည်ကြတဲ့အခါမှာအကဲအခဲတွေဖြစ်လာရင်ကြန့်ကြာခဲ့ရရင်မဖြစ်တင်တာတွေမဖြစ်တာမဆုံရှုံတင်တာတွေဆုံရှုံခဲ့ရပါတယ်လို့ဦးမင်းကိုနိုင်ကပြောဆိုပါတယ်လက်ရှိအချိန်မြေပြင်မှာလဲတော်လန်ရေးရဲဘော်တချို့စစ်ကုတရရင်အချိန်မီရောက်ရှိလာခြင်းမရှိတဲ့အတွက်ကြောင့်ရွေရှာစေကမ်းများလိုအပ်နေပြီးစိတ်ချလုံခြုံတဲ့စေကမ်းနဲ့စေယုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန္ဒာရီလိုအပ်ချက်များရှိနေတဲ့အတွက်ပြည်သူများကိုညီရန်လိုအပ်နေပြီးမြေပြင်မှာစေကုသပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းသိရှိရပါတယ်။ ကျမရေးဘက်ကလာတဲ့ CDM တွေကိုလိကျင့်တင်ကြရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်ကြရတယ်။လိုနေတာကစိတ်ချလုံခြုံရတဲ့ဝန်းကျင်ကိုဖန်တီးပေးဖို့ပါပဲ။အဲအတွက်ကြောင့်လေချောင်းတန်ကိုပါခံနိုင်တဲ့စေယုံစေကံမျိုးတွေလိုပြီးပေါ်လို့ဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါတယ်။တော်လန်ကြီးဟာပြည်သူလူထုရဲ့အားနဲ့တွားနေရခြင်းကြောင့် ပြည်သူလူထုများအနေနဲ့အားစိုက်ကြရန်လိုအပ်နေပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်များအားလုံးကိုစားတကယ်တိုက်ပွဲဝင်နေတဲ့သူများအားလုံးလိုအပ်ချက်ဖြစ်တဲ့ဒီအချက်များကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းကူညီပြီးအားစိုက်ပေးကြပါရန်နဲ့မေတ္တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများမှာအောင်ပွဲများအမြန်ဆုံးရယူကပြည်သူရင်ခွင်ကိုအားလုံးပြန်နိုင်ကြစေရန်ပြောဆိုခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာကုမ္ပဏီများကို ADR လေယာဉ်များရောင်းချခဲ့တဲ့ Nordic Aviation Capital Company ကို NCP Denmark မှာတိုင်ကြားခဲ့မှုအတွက်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေဟု GFM ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာကုမ္ပဏီများကို ADR လေယာဉ်များရောင်းချခဲ့တဲ့ Nordic Aviation Capital Company ကို NCP Denmark မှာတိုင်ကြားခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်း Justice for Myanmar GFM ကယမန်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံထုတ် ADR လေးရင်များကိုလက်နက်ကင်ပရိပခတ်များဖြစ်ပွားလျက်ရှိတဲ့မြန်မာနိုင်ငံကိုတင်ပို့ခဲ့တဲ့ Nordic Aviation Capital NAC ကုမ္ပဏီကိုမြန်မာလူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Chester for မြန်မာကဒိမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP မှာ2024ခုနှစ်အတွင်းကတိုင်ကြားခဲ့ခြင်းလည်းဖြစ်ပါတယ် အဆိုပါတိုင်ကြားချက်မှာ NEC ဟာမြန်မာကုမ္ပဏီများကို ADR လေယာဉ်များရောင်းချခြင်း၊ငှားရမ်းခြင်းနဲ့ဗန်နာငွေထောက်ပံ့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးရွားပြင်းထန်သောတပ်ရောက်မှုများနဲ့လူအခွင့်အရေးချိုးဖောက်မှုဆိုင်ရာစိုးရိမ်မှုများပါဝင်ကြောင်း GFM ကဆိုပါတယ်။ NEC အနေနဲ့၎င်းတို့ကုမ္ပဏီခွဲများမှတဆင့် AKBZ ယခုအခါအဲမင်္ဂလာအပါအဝင်မြန်မာနိုင်ငံမှာဝယ်ယူသူများထံ ADR လေယာဉ်များရောင်းချခြင်း၊ငှားရမ်းခြင်းနဲ့ဗန်နာငွေထောက်ပံ့ခြင်းကိစ္စရပ်များမှာနိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လက်ညှိုးချက်များအရာ အန်ရဆိုင်ရာတင်ကြိုစစ်ဆင်မှုများလှုပ်ဆောင်ရမယ်၎င်းတို့ရဲ့တာဝန်ဝတ္တရားများကိုလိုက်နာရန်ပြက်ခွက်ခဲ့တယ်လို့ Justice for Myanmar မှဝေဖန်ပြစ်တင်ထားပါတယ်။မြန်မာကုမ္ပဏီများမှတဆင့်အကြံဖတ်စစ်အုပ်စုဟာအဆိုပါ ATR လေယာဉ်များကိုရယူတုံဆွဲနေပြီးအထူးသဖြင့်စစ်တုံးတည်ယူပို့ဆောင်ရင်းထောက်လန်းရေးနဲ့အထူးပုဂ္ဂလိကခရီးစဉ်များအတွက်အသုံးပြုနေခြင်းလည်းဖြစ်ပါတယ်။စစ်အုပ်စုဟာပြည်သူအပေါ်ကိုပြန်လည်ဆင်နွှဲနေတဲ့အကြံဖတ်စစ်စင်ရေးများမှ၎င်းတို့ရဲ့စစ်သည်ဆက်လက်နက်များကိုတည်ဆောင်ရမှာ၎င်း ဝေဟင်ထောက်လန်းရေးနဲ့ကင်းထောက်လုပ်ငန်းများလှုပ်ဆောင်ရမှာ၎င်းအဆိုပါ ATR လေးရင်များကိုအုံပြုတ်နေကြောင်းခိုင်မာတဲ့တပ်တွေအထောက်အထားများကိုအခြေခံပြီး Justice for Myanmar ကဆိုပါတယ်။အဲ့ဒီလိုလက်နက်ကင်ပဋိပက္ခများပြင်းထန်စွာဖြစ်ပွားနေတဲ့အခြေအနေမှာစစ်အုပ်စုတန်တဆင့်ခံရောက်ရှိသွားတဲ့ ATR လေးရင်များကိုရောင်းချခြင်းငားရန်ခြင်းနဲ့ဗဏ္ဍငွေထောက်ပံ့ခြင်းဆိုင်ရာလူအခွင့်အရေးအပေါ်ပြင်းထန်တဲ့စိုးကျိုးတက်ရောက်မှုများရှိခဲ့ကြောင်း Justice for Myanmar ကဆွဆွဲထားပါတယ်။ စစ်အုပ်စုဟာ၎င်းတို့ရဲ့အကြံဖတ်စစ်စင်ရေးများအထွတ်စစ်တီနဲ့စစ်လက်နက်များတည်ယူပို့ဆောင်ရမှာအဆိုပါ ATR လေးရင်များကိုအုံပြုနေခြင်းဖြစ်ပြီး၎င်းလေးရင်များဟာအယက်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုများအထွတ်ပံ့ပိုးကူညီနေခြင်းလည်းဖြစ်ကြောင်း GFM ကဆိုပါတယ်စစ်အုပ်စုဟာပြည်သည်နိုင်ငံထုတ် ADR လေးရင်စဲစည်းခန့်ကိုလက်ရှိအုံပြုနေပြီးအဆိုပါ ATR လေးရင်များကိုအကြံဖတ်စစ်အုပ်စုကအုံပြုနိုင်ရန် NEC ကဲ့သို့သောနိုင်ငံခြားကုမ္ပဏီများသာမကမြန်မာနိုင်ငံမှာရှိတဲ့ Crony Company 24 Hour Group ပိုင်ဆိုင်တဲ့ AKBZ ယခုမင်္ဂလာ Aviation စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group စစ်အုပ်စုဆက်နွယ် Crony စီးပွားရေးလုပ်ငန်းစု KT Group Crony Utez ရဲ့2 Group စတဲ့မြန်မာ Crony ကုမ္ပဏီကြီးများကလည်းကိုညီထောက်ပံ့ပေးခဲ့ကြောင်း GFM ကပြီးခဲ့တဲ့နှစ်အတွင်းကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ဖောက်တယ်များနဲ့ပတ်သက်ပြီးရိုသေလေးစားမှုအပအဝင်၎င်းတို့ရဲ့လက်ရှိလုပ်ငန်းများနဲ့ဆက်နွယ်၍တင့်တော်လုံလောက်သည့်တင်ကြိုစစ်ဆင်မှုများလှုပ်ဆောင်ခဲ့ခြင်းမရှိဆိုသည့်ဆွဆွဲချက်များအပေါ် NEC ကညှင်းဆိုထားပါတယ် နိုင်ငံတကာကုမ္ပဏီများပုဂ္ဂလိကစစ်လက်နက်ပွဲစားများနဲ့လေကြောင်းလိုင်းများဟာမြန်မာစစ်တပ်ထံကို ADR လေယာဉ်များလွှဲပြောင်းခြင်းနဲ့ရောင်းချခြင်းတို့အထက် EU နဲ့နိုင်ငံတကာအရေးယူတန်ခတ်ပိတ်ဆို့မှုများကိုရှောင်လွှဲရန်ကြိုးပမ်းတဲ့အနေနဲ့နောက်ဆုံးလက်ဝဲအုံပြုသူမြန်မာစစ်တပ်ကိုဖုံးကွယ်လေးရှိကြောင်း GFM ကအခိုင်အမာ ထောက်ပြပြောဆိုထားပါတယ်။ ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KNL ခြေမုံမှုကြောင့်တေဘောဘူစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းတက်ပြက်ပြီးထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်တပ်မှဒုတရင်မှုအပအဝင်စစ်သား22ဦးထိုင်းစစ်တပ်ကဖမ်းမိထားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘုစခန်းကိုစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို KNL ပူပေါင်းတပ်ဖွဲ့တွေရဲ့ခြေမုံမှုကြောင့် ထိုင်းဘက်ကိုထွက်ပြေးခဲ့တဲ့စစ်တပ်ဒုတရင်မှုအပါအဝင်စစ်သား22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတယ်လို့ KNL စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။အဲ့ဒီထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်ကူစစ်ကြောင်းမှဒုတရင်မှုအပါအဝင်22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတာဖြစ်တယ်လို့ KNL စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တေဘောဘူစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်မေလ29ရက်နေ့မှာစတင်ပြီးစစ်ကူပေးဖို့အင်အား80ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကို DKB ဌာနချုပ်စုံစည်းမြိုင်အနီးရောက်ရှိစဉ်မှာ KNL မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် မေလ28ရက်နေ့မနက်ပိုင်းမှာတော့အဲဒီစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးအများအပြားသိမ်းဆုံးသွားတယ်လို့စစ်သားတွေကိုအရှင်ဖမ်းဆီးရရှိထားကတချို့ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ထိုင်းစစ်တပ်ကဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြန်မာစစ်တပ်ထံကိုလွှဲပေးမလားမြန်မာဘက်ကိုပြန်နှင်လွတ်မလားဆိုတာကတော့တိကျမသိရသေးဘူးလို့ KNL သတင်းအရင်းမြစ်ကဆိုပါတယ် လက်ရှိတေဘောဘူရွာထိပ်မှရှိတဲ့အကြံဖတ်စစ်ကောင်စီတေဘောဘူစခန်းနေရာနဲ့ကာကင်စခန်းနေရာများကို KNL မဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခိုက်နေပြီးအထိနာသွားတဲ့စစ်ကောင်စီက DKPA ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုံစည်းမြိုင်ရွာကမြို့သမီးတူဦးသေဆုံးသွားပြီးကလေးငယ်တူဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနေလေးစစ်စခန်းကို KNL ကညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနေလေးစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကယမန်နေ့ကညာရင်းချင်းပင်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးတရင်အရင်းမြစ်ကပြောဆိုပါတယ်။ အကြံဖတ်စစ်ကောင်စီရဲ့ကနေလီစစ်စခန်းကိုမေလ22ရက်နေ့ကတည်းကတိုက်ခိုက်နေခြင်းဖြစ်ပြီးယမန်နေ့မေလ28ရက်နေ့ညပိုင်းမှာအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNL စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့နနက်ပိုင်းမှာ DKP ဌာနချုပ်စုံစည်းမြန်ကြေးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပြစ်သက်တိုက်ခိုက်ချေမုန်းနိုင်ခဲ့ပြီးနောက်ယမန်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ရဲ့ကနေလီစခန်းကို KNL ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလေတီတခေါ်ပီခွိမော်ဖာတူစကန်တာလဲစကန်မေလစကန်မော်ဖိုကီစစ်စကန်နဲ့ဘလက်တူစစ်စကန်များကိုဇက်တိုက်တိုက်ခိုက်သိမ့်ပိုက်ယူနိုင်ခဲ့ပြီးယခုနောက်ဆုံးမှာကနေလီစကန်ကိုပါတိုက်ခိုက်သိမ့်ပိုက်လိုက်ခြင်းဖြစ်ပါတယ် လက်ရှိကရင်ပြည်နယ်အတွင်းထဲမှာမြဝတီဖျားတုံးစုကော့ကရိတ်ဂျုံတို့ဖာပွန်တန်တောင်ဒေတာမြမှာအကြံဖတ်စစ်ကောင်စီတက်နဲ့ KNL မဟာမိတ်တက်များအကြတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။အဲ့ဒီနောက်ဝါကိုတိုက်ရန်တာဆင်ပြောပြီးဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတာဆင်မနေကြဖြတ်ကျော်မှုရေကုန်ကူးနေတဲ့ဝါအပွဲကိုပြက်ပြက်သားသားအေးအေးယူရန်၎င်းရဲ့အစိုးရအားတိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်အုပ်စုမှာရှမ်းမြောက်အားထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေတဲ့အတွက်ကင်တွဲဖြည့်ရှင်းနိုင်မှာမဟုတ်လျင်မိမိတို့ရန်သူဖြစ်လာနေတဲ့ဝါအုပ်စုကိုကိုနီးကိုဟန်ဖြင့်လုံရတော့မယ်လို့ဆိုပါတယ်။ထိုင်းမူရစ်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့မှပြုတ်လို့တဲ့ဟော်ပြောပွဲမှာအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ပါတယ်။တာစင်ဟာလူမြင်ကွင်းမှာနှစ်ပတ်နီးပါးပျောက်ကွယ်နေပြီးတိုင်းပြည်မှာထွက်ပြေးသွားပြီးဆိုတော့ကောလာဟာလာများပြန့်နှံ့လာချိန်မှာပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ထိုင်းအင်းဒီနဲ့ရန်သူဖြစ်လာနေတဲ့ဝါအဖွဲ့ကိုညာနေ၍မဖြစ်တော့ဟုလည်းဆိုပါတယ်။ ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးမာရစ်စန်ကီရန်ပွန်ဆာမဒိုအရေးအတွက်အိနီချင်းနိုင်ငံများရဲ့ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက်တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားတယ်လို့သိရှိရပါတယ်။၎င်းတို့အနေနဲ့မူရစ်စည်းဝါးများဆက်၍ထုတ်နေပြီဆိုပါကထိုင်းနိုင်ငံရဲ့ရန်သူအဖြစ်သတ်မှတ်ရမယ်လို့တာဆင်ကထည့်ပြောသွားခဲ့ပါတယ်။တရုတ်ရဲ့ငယ်မွေးချန်ပေါက်တပည့်သားမီးများအလားအမှုတော်ထန်းနေမှန်တိတိကြီးနဲ့တာဆင်ကထိုင်းရဲ့ရန်သူလို့သတ်မှတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။တာဆင်ရဲ့အပြော့အပေါ်ဝါအဖွဲ့အပြောခွင့်ရဦးညီရမ်းမှ မိမိတို့မှမူရည်စီတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေ၍တက်သေးအထောက်အထားအခိုင်အမာမပြနိုင်ပဲဆွဆွဲချင်းတက်တက်တာဖြစ်တယ်လို့အေယာဝတီရဲ့အမေကိုတုံ့ပြန်လာခဲ့ပါတယ်။တာဆင်ကလက်ရှိမူရည်စီပြဿနာကြောင့်၎င်းတို့ရဲ့ကလေးများအသက်ဆုံးရှုံးနေရတဲ့၎င်းအနေနဲ့ကူညီခြင်းပေမဲ့လည်းခီးသွွားခွင့်ပိတ်ပင်ခံထားရတဲ့အတွက်မတက်နိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။ကုလသမဂ္ဂမူရည်စီဝါနဲ့ရာဇဝတ်မှုရုံးရဲ့အစီရင်ခံစာမှာလည်းအချိန်ကြိုက်ထွက်ပေါ်လာခဲ့ပါတယ်။ ဲ့ဒီအစီရင်ခံစာမှာ2024အတွင်းအရှိနဲ့အရှိတောင်အာရှမှာမက်ဆေးပြားများတင်ဆက်ရရှိမှုဟာ236တန်ရှိ၍2023ထက်စာလင်24ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ပါရှိပါတယ်။ထို့ပမာဏဟာတင်ဆက်ရမိတဲ့ရည်အတွက်ဖြစ်တဲ့အတွက်တကယ်တမ်းထုတ်လုပ်မှုနဲ့ဈေးကွက်ကိုရောက်ရှိမှုပမာဏဟာပို၍များမိတာဖြစ်တယ်လို့ဆိုပါတယ်။ကုလအရာရှိများကတော့မြန်မာမှာအာနာသိမ့်ပြီးနောက်ပိုင်းမကြုံစဘူးအောင်မြင့်မားလာတယ်လို့ဆိုပါတယ်။ မူရစ်ကုံတွေလမ်းကြောင်းဟာလဲလာအိုကိုဖျက်ပြီးကမ်ဘောဒီးယားအထိဆက်သွယ်ထားတယ်လို့လည်းသိရှိရပါတယ်။မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်ကိုလည်းရေကြောင်းမှတဆင့်တင်ပို့လျက်ရှိတယ်လို့ဆိုပါတယ်။စစ်အုပ်စုဟာတာဆင်ရဲ့အပြောကိုမြည်တို့တုံ့ပြန်ပြီးဆိုတာကိုတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေ